အဲခုစင်းဦးလေးစိတ်မှာလည်းကျွန်တော်တို့လိုအဲ့လိုမရဘူးလေเนาะကျွန်တော်ရှိမှပြောလို့ခုကကျွန်တော်ဒီမှာ3နာရီခွဲတော့မယ်ပေါ့เนาะဒီမှာတော့လေ9နာရီထိုးတော့မယ်လင်းရ9နာရီခွဲမှမရန်ကုန်စင်းမှာဆိုတော့ညာအဲ့လိုပေါ့ပေါက်တဲ့ကြရီပေါ့เนาะအချင်းမှုတူတယ်ပေါက်တဲ့ကြရီပြောမအောင်ဟိုနည်းနည်းသိခံပေးပေါ့เนาะကျွန်တော်လည်းနည်းနည်းပြင်းနေထိုင်ဆောင်ရတာ9နာရီခွဲလောက်ကြာတယ်ပေါ့เนาะ transit ကြာ ဒီမှာတခြားနိုင်ငံတခြားဟိုအပေါ်တော့ကျွန်တော်သွားခဲ့တဲ့နေရာတွေမှာအိတ်လို့ရအောင်လုပ်ပေးတာရှိတယ်။လူပိုင်းလူပိုင်းဆိုရင်လည်းအဆင်ပြေတယ်။သွားနည်းနည်းလေးကွာလှဲလို့ရဒီမှာဘာမှလှဲလို့မရအောင်ထိုင်ကုန်နေရပဲတာပါ။ဆင်းတော့ပြေးမနေဘူးပေါ့နော်။ထိုင်နေရတာပေါ့နော်။အဲ့တော့ဟိုဆင်းမပြေရလို့ခုနကကောကိုနည်းနည်းဟိုဟာလေးပါလှုပ်လိုက်တာ။ကီပါချာပွိုင်းလေးပါနှိပ်လို့နည်းနည်းလမ်းလာတာပေါ့လေ။အဲ့တော့ဟိုမီးပြင်းနောက်ထပ်ကျွန်တော်ကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်ရန်ကိုယုံကြည်ရတဲ့မိတ်ဆွေပေါ့အဓိကတော့စီးပွားရေးလုပ်ရင်းနဲ့အဲ့လိုမျိုး ခံရရလည်းရှိမှာပဲเนาะဟို190ခီးပေါ့เนาะအဲ့မှာကျွန်တော်တို့ပြောကျင်တဲ့အိပယ်ကဆယ်စုနှစ်ကတော့ဘာမှမဟုတ်တင်ញန်းစာရလည်းလှိမ့်ပိမ့်ခံနေရတာပဲဆယ်စုနှစ်ကျော်လာတဲ့အချိန်မှာကျွန်တော်ဩကိုရဲ့လူတန့်သွားပြီပေါ့เนาะမိတ်ဆွေရတန့်သွားပြီเนาะဘသူဘသူကကိုနဲ့ဘလို့ရေရှည်လည်းပြည့်လို့ရတယ်ဆိုတော့တိတ်သွားတာပေါ့เนาะအဲ့တော့ကျွန်တော်လုပ်တဲ့လုပ်ငန်းလေးတစ်ခုကကျွန်တော်မိတ်ဆွေရတယ်တကယ်ကိုစိတ်ချရည်ကြတယ်သူကကိုမင်းလို့ခေါ်တယ်ပေါ့เนาะသူကတော့လက်ရှိမှာတော့ ချင်းမိုင်ပါရနေတယ်ပေါ့နော်ချင်းမိုင်ပါသူသူအလုပ်တွေလည်းရှိတယ်ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့ကသူကို invested ထည့်ထားတာရှိတယ်အဓိကသူမြန်မာမြန်မာလုပ်နေတာတော့ကျွန်တော်လည်းထည့်ထားတာတော့ wifi မှာပေါ့နော် starnet တွေပါပေါ့နော် starnet လို့ခေါ်တယ် starnet wifi သူဒီထက်လုံမှာပေါ့လက်လောလောချင်းနေရမန္တလေးမှာအကြီးကျယ်စလုံးမဲ့ချင်းချမ်းမှာဒီလိုတွေဖြစ်ကုန်တာပေါ့နော်အဲတဘာဘေးတွေပါနေဆိုတော့ဟိုဘာပြောဟိုသူအနေမှာတော့သူစင်ပြေတယ်ပေါ့နော် ဟိုစလဲလော်ရန်နေပြီပေါ့နော်ဒါပေမဲ့အခုမန္တလေးလဲကျွန်တော်တို့ကြိုးစားပြန်လောက်ရမှာပေါ့လေပြန်ထားရမှာပေါ့ဗျာပြန်ကြိုးစားရမှာပေါ့နော်ကျွန်တော်ဆိုင်ဆိုလဲစပါးဆိုင်ဆိုတော့ကျွန်တော်ကပြတ်သွားပြီဆုံးသွားပြီလေကျွန်တော်ကျွန်တော်ဆိုရင်တလောက်ကို30ဒိန်း20လာမဟုတ်ဒိန်း30လာမသိပေးရတာပေါ့နော်ငှားရတာပေါ့နော်ဟိုအဲ့ဒါကြီးကစအကုန်ရှုံး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 နေပြီနော်ဟိုလုပ်ငန်းတွေလည်းဆုံးဆုံးသွားလုပ်ငန်းတွေလည်းရပ်သွားတယ်ပေါ့နော်လုပ်ငန်းတစ်ခုရပ်သွားတယ်ဒါပေမဲ့ခုမှပြောလို့လုပ်ငန်းတစ်ခုတည်းမလုပ်နဲ့လုပ်ငန်းတစ်ခုတည်းမှမမိခိုးနေရရင် ျက်ရှုံးနိုင်တယ်။လုပ်ငန်းကအနည်းဆုံးနှစ်ခုပုံမှန်ဝင်ငွေလမ်းကြောင်းလေးရှိရမယ် plus တခြားလုပ်ငန်းတွေမှာလည်းကိုယ်ထည့်ထည့်ထည့်ထားရတယ်။ကျွန်တော်ဆိုလည်းခုနပြောလို့ပေါ့စပါးဆိုင်လည်းလုပ်မယ်၊မြေလည်းလုပ်မယ်။နောက်ပြီးရင်ကျွန်တော်ဘာလဲဆိုတော့ဥမာခုနပြောလို့ခုနဒီဒီ star net ပေါ့နော်။ wifi မှာလည်း share ထည့်ထားတယ်ပေါ့နော်။ဒါဒါကတော့တရားဝင်လုပ်တယ်လုပ်ပြီးပါ။ဟိုတကယ်လည်းစိတ်ချယုံကြည်ရတယ်။ဟိုတခြားစီးပွားရေးနဲ့မတူဘူး။ဒါကတော့လူလုံးလို့ပါ။တူကလစဉ် ကျွန်တော်ဆိုဥမာ9ရက်ဆိုရင်ကျွန်တော်ကယ်ထားပါတော့ wifi ကမမထည့်ဦးဆိုရင်ဖြတ်သွားမှာပဲလေအဲ့တော့ပုံမှန်ဝင်ငွေဒါတေချာတဲ့လုပ်ငန်းတခုအဲ့လိုမျိုးဆိုရင်တော့ဟိုကရင်းနှီးတင်တယ်ပေါ့နော်ဒါပေမဲ့ဒါကလည်းဟိုရိစိတ်ချယုံကြည်သူဖြစ်ရမယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးပေါ့နော်ဟိုကျွန်တော်လည်းလိုပါပဲဟိုစိတ်ချရတဲ့လူတွေ့လာဖို့ဆိုတာရှေ့မှာအများကြီးကြုံခဲ့ရတာလीနော်ကိုပေါ်မှာကောင်းမောကောင်းခဲ့သူတွေရောအများကြီးကြုံခဲ့ရတယ်ပေါ့နော်ကိုကိုမင်းကတော့စိတ်ချယုံကြည်ရတယ်မှာ နံပါတ်1ထဲမှာပါတယ်ပေါ့နော်ကျွန်တော်တို့ business partner ပေါ့နော်သူဘာလို့လဲကျွန်တော်ကသူထည့်มาပဲသူအကုန်လုံးအကုန်ထည့်มาသူဘာလို့ရှင်းတာပြောအကုန်လုံးထည့်မယ်တက်တယ်လို့စောင်းစားဆိုင်ခွင့်လည်းထည့်มาပဲအဲအဲ့အဲ့လိုလူမျိုးပေါ့ကွာအဲ့လိုမျိုးလူမျိုးတွေကဘဝမှာအများကြီးမလို့အများကြီးမလို့နှစ်ယောက်သုံးယောက်ဆိုရင်ဘာများနေပြီနှစ်ယောက်ဆိုရင်ဘာတယောက်ထင်တာတယောက်ထင်နေတယ်ဘဝကဘာလို့ပြောမလို့ easy going လေနော်တတတတဖြစ်တယ်ပေါ့နော်အဲအဲ့လိုရင်းရှင်းကိုကျွန်တော်တို့ကသွားမှာကွာကိုတာသမီမျိုးဆက်ထီကို အလုပ်တွေကိုလွှဲပြောင်းပေးနိုင်ရမယ်ဥပမာကျွန်တော်ကျွန်တော်နာမည်ပြောလိုက်တယ်ကျွန်တော်သာသမီဒီစိတ်ချယုံကြည်ရတယ်ဒါတော်စားနေစင်းသာသမီသူ့ကိုယုံကြည်လို့ရတယ်ဒီကျွန်တော်ကမန္တလေးသားတွေကနာမည်တစ်လုံးပဲလေနာမည်ပြတ်သွားသွားပြီအဲအဲအဲအကြောင်းမို့ကျွန်တော်နာမည်ပြတ်ဖို့ကတော့ဘာမှမလုပ်နဲ့ဘာမှလည်းမလုပ်ဘူးเนาะအဲအဲအဲဥပမာနည်းနည်းတော့ကြီးပါတော့မဟုတ်ဘူးပြောတော့ပြပြကြင်ပါတယ်စီဝိုင်းနဲ့ပတ်သက်တာတွေပေါ့နော်အဲကျွန်တော်အဲ့နေလေကျွန်တော်ပတ်စံဝင်နေတယ်ကျွန်တော်ကျွန်တော်ကဘာပတ်နေလို့ရရလေအဲ့လိုလုပ်နေပေါ့ဗျာ